ငွေစည်းဝါးသတင်းသပုံနဲ့စပါမယ်စစ်ဘေးသင့်မြန်မာနိုင်ငံမှာတရားမဝင်ဗိဆိုင်ပြိုမှုဟာဆယ်စုနှစ်တခုအတွင်းအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတော့ကုလသမဂ္ဂမူရင်းစေဝါနဲ့ရဇဝမှုဆိုင်ရာယုံ UNODC ရဲ့အစီရင်ခံစာက ဖော်ပြလိုက်ပါတယ် UNODC ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာဗိဆိုင်ပြိုတဲ့ဧရိယာဟာအရင်နှစ်ကထက်1900ခန့်တိုးလာပြီးဟက်တာ9300ကျော်အထိမြင့်တက်လာပါတယ် အာဖဂန်နစ္စတန်မှာဘိတ်ဆိုင်ပြိုမှုကျဆင်းသွားတဲ့နောက်မှာမြန်မာနိုင်ငံဟာကမ္ဘာအတွက်အဓိကတရားမဝင်ဘဲအရင်အမြစ်ဖြစ်လာနေပါတယ်။ဘိတ်ဆိုင်ပြိုမှုရုတ်တရက်မြင့်တက်လာရခြင်းအဓိကအကြောင်းရင်းကတော့ဘိတ်ဈေးနှုန်းကောင်းလာတာကြောင့်ဖြစ်ပြီး2019ခုနှစ်နောက်ပိုင်းနှစ်ဆကျော်တည်လာခဲ့ပါတယ်။ဘိတ်ကီလိုဂရမ်ဟာအခုဆိုရင်329ဒေါ်လာအထိဈေးပေါက်နေတယ်လို့ UNODC ကပြောပါတယ် ဒါဟာပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ရှင်သန်နေထိုင်ဖို့လိုအပ်ချက်တွေကြောင့်တောင်သူတွေဟာဝင်ငွေကောင်းတဲ့ဘိန်းဆိုင်ပြူရီဖက်ကိုဥလဲလာကြတာဖြစ်တယ်လို့ UNODC ကသုံးသပ်ပါတယ်မြန်မာနိုင်ငံရဲ့ဒီအခြေအနေဟာဒေသတွင်းတမကကပ္မှူးရေးဈေးကွက်ကိုပါ ပုံဖော်ပေးမှဖြစ်တယ်လို့တတိပီထားပါတယ် ပဲခူးတိုင်းကြောင်ကြီးမြို့နယ်ညောင်ပင်သာရွာမှာစစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် CDM ဆရာဝန်တယောက်အပါအဝင် အရက်သား9ယောက်သေဆုံးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်ဖြစ်စဉ်ကတော့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာပါစစ်တပ်ရဲ့ဂျိုင်ရိုကော့ပတာနစီးဟာညောင်ပင်သာရွာထဲကစီခန်းကိုဗုံးကျဲခဲ့ပါတယ် ီဘုတ်တလုံကစီခန့်ထဲကိုကြားရောက်ပောက်ကွဲခဲ့ရာကြောင့်ဆရာဝန်တယောက်အပါဝင်၃ယောက်ဟာနေရာမှာတင်တည်ဆုံခဲ့ရပါတယ်။ဒီစီခန့်ဟာရွာခန့်နဲ့တော်လည်ရေးတပ်ဖွဲ့ဝင်တွေကိုစေကုပေးနေတဲ့စီခန့်လို့ဆိုပါတယ်။ဒါအပြင်ချီလီတက်ရင်ခလာရ83ကနေလက်နက်ကြီးနဲ့ထပ်ပြီးပြစ်ခတ်ခဲ့လို့ရွာလန်းပိုက်ပေါ်ကြီးကြရောက်ပြီးအရက်သား2ယောက်ထပ်မံတီးဆုံခဲ့တဲ့အတွက်စုစုပေါင်းတီးဆုံသူ9ယောက်ရှိခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်ဗမော်မျိုးရဲ့အနောက်ဘက်အေယာဝရီမြစ်တစ်ဖက်ကကရွှေလောက်ွက်တွေကိုစစ်တပ်ကနရက်ဆက်တိုက်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားထိခိုက်ဒိဆုံမှုတွေရှိခဲ့ပါတယ်လီကြောင်းတိုက်ခိုက်ခင်ရတဲ့နေရာတွေကတော့မိုက်ကာနဲ့မိုးစိကျွန်းရွာနာကရွှေတူးဖော်နေတဲ့လောက်ွက်တွေ ဖြစ်တယ်လို့မြေပြင်သတင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာလ30ရက်နေ့မှာလီရင်နဲ့ဆက်ပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်အရက်သား3ယောက်တေဆုပ်ခဲ့ပြီးတော့ရွှေလုတ်သားအယောက်30ဝန်းကျင်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကို လိုင်ဇာဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒါအပြင်ဒီဇင်ဘာလ3ရက်နေ့မှာလည်းအဲ့ဒီရွှေလုတ်ကွက်တွေကိုပဲလီယန်နဲ့ထက်မဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဗမော်ဒီတာမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်စစ်တပ်ကအရက်သားပိုင်လောက်ွက်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဟာဒီတာခံတွေအတွက်စိုးရိမ်စရာဖြစ်နေတယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးပဏိပက္ခတွေကိုလုံးဝဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ကဘာတဝန်းကကရင်လူမှုအဖွဲ့အစည်း25ဖွဲ့ကစုပေါင်းပြီးသဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့စစ်တပ်ရဲ့အတုရရွေးကောက်ပွဲကို ပြည်သူလူထုရဲ့ဆန္ဒမပါဘဲအသိအကျက်လုံယူတာဖြစ်လို့စန့်ကျင်ရှုတ်ချကြောင်းဒီဇင်ဘာ3ရက်နေ့မှာထုတ်ပြန်လာပါ ကရင်လူမှုအဖွဲ့အစည်းတွေကစစ်တပ်ရဲ့ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်ခေါ်တူးလီဒေတာကပြည်သူတွေနေ့စဉ်ထိခိုက်နေရတာကိုမျက်မြင်တွေ့နေရတဲ့ကြားကတချို့သောကရင်လက်လက်ကိုင်အဖွဲ့တွေနဲ့လူပုတ်ကိုတွေကဒီရွေကောက်ပွဲကိုထောက်ခံဖို့ဂျိုးပန်းနေတာပေါ့စိတ်ပြဝန်းနေမိတယ်လို့လဲဆိုပါတယ် ်စစ်တပ်ကိုတရားဝင်မှုပို့ပေးလိုက်ရင်ပရိပခါတွေပူကြမြင့်ပြီးရဇဝမှုတွေအေးအေးယူနိုင်မဲ့လှုပ်ဆောင်မှုတွေကိုပါပြက်ပြားစေနိုင်လို့ကရင်အပါဝင်တိုင်းသားအားလုံးအနေနဲ့တညီတညွတ်တဲ့ဆက်ကျင်ဖို့တိုက်တွန်းထားပါတယ်နိုင်ငံတကာအသက်တမန်တွေကိုလည်းဒီရွေးကောက်ပွဲကိုအတိအမှန်မပြုဖို့တောင်းဆိုလိုက်ပါတယ်။